โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ first K ပါမနေ့ကလည်းတော်ကြာပြီပေါ့နော်ကျွန်တော်ခုပြန်လာခဲ့ပါပြီဒီနေ့မှကျွန်တော်ကမွန်လီချန်နဲ့ပိုပိုင်းကောလင်းလောက်ခင်ဘတ်စကင်ထွက်လာမယ်ဆိုတော့ဖိဖတ်တမပါနေမကောင်းဖြစ်ပြီးနာစင်းနေလို့အတန်အော်တော့တိတ်ခဲ့မိနေထောက်ပေးကြပါဗျာဆိုတော့စားလဲရအောင်ပါပထမဆုံးတကောင်ကတော့ပိုပိုင်းအကျန်းဆုံးဖောင်လေးရတစ်ခုဖြစ်တယ်ပိုပိုင်း up ဖောင်ပါဒီဖောင်ရဲ့အစွမ်းကတော့ကြောက်လုံးနေပါကြောက်လုံးကလက်သေးပြပြောင်းပြီးမှထိုးလိုက်ရပါတယ်သူ့မွန်လီချန်နဲ့ပထမကောလင်းလောက်မယ်ဆိုတော့ကိုလိုခံမမှုအချိန်၅စက္ကန့်ရမှာမယ် ကိုလူရဗရန်လိုမှန်းနေဆိုရင်တော့အပြေအမှန်ပါလေဘာလို့လဲဆိုရင်တော့ဗရန်လက်တီနဲ့ထိုးတဲ့နေရာမှာသူ့ရဲ့ချောက်လက်တီကိုပြောင်းပေးလို့ရပြီရောဗရန်ရဲ့ဒရိုင်းကားရဲ့နေရာမှာလည်းချောက်ဒရိုင်းပြောင်းပေးလို့ရပါတယ်နောက်တစ်ခေါက်တော့ဘိုးပိုင်း place ပေါ့မှာဒီဖောင်းရဲ့အစွမ်းကတော့မီးလွှမ်းဖြစ်ပြီးတော့မီးခွန်းနဲ့ချနိုင်တဲ့အပြင်မှာတော်တော်ထားကြတဲ့ဖောင်းပါဒီဖောင်းနဲ့ဘယ်ဟီရိုနဲ့ကောလိုလို့မလဲဆိုတော့ကိုလူရခံမမှုတဲ့အချိန်၅စက္ကန့်ရမှာမင်း ိုလိုရောဘယ်လိုလုပ်မှန်းရလဲဆိုရင်တော့အဖေကမှန်ပါတယ်။ဘာလို့ဆိုဗဲလာရဲ့မိလုံးနေနေရမှာသူ့ရဲ့မိခွန်းနဲ့သာဖြစ်မလဲဆိုရင်စကေဖတ်တရားဘယ်လောက်မှန်မလဲဆိုတော့စစချင်းအောင်နေတယ်တော်တော်ကြီးမိုင်းနေပါပြီ။နောက်တစ်ခေါက်တော့ဘဘပိုင်းဆက်ကလုံးမှာသူကလည်းသူ့ရဲ့နာမည်နဲ့လိုက်အောင်သူ့ရဲ့စွမ်းလေးစွမ်းဖြစ်ပြီးရောတော်တော်ကိုကျမ်းပါတယ်။ဘောဘိုင်းဆက်ကလုံးနဲ့ဘယ်ဟိုးနဲ့ကလုံးမှာဆိုတော့ကမ်မမိုတက်ပရိုအချိန်5စက္ကန့်ပေးပါမယ်။ဘရိုကမ်မလိုက်တာဖေးဆိုရင်တော့အဖေကမှန်ပါလေ။ ဘောဘန်းစက်ကလုံးနဲ့သူ့ရဲ့စကေးတွေကလိုက်ဖက်တဲ့အပြင်မှာသူ့ရဲ့ပြန်လို့ရတဲ့ပုံပြလေးပပမှာဆိုရင်တော့တော်တော်မိုက်မှာပါနောက်တစ်ခေါက်ကဘောဘန်းဆိုလာဖြစ်ပြီးတော့သူ့ရဲ့အစွမ်းရောဆိုလာဆန်းမှာသူကဆိုလာဆန်းကိုတုံးပြီးတော့အလင်းရဲအနေနဲ့ရန်သူတို့တစ်ခက်လေးရှိပါတယ်သူနဲ့ကော်လလော့မဟီးရိုးကိုစဉ်းစားဖို့အတွက်အချိန်၅စက္ကန့်ရပါမယ်ဘရိုစင်းသားနေရဲ့ဟီးရိုးကဇေဗီယာဆိုရင်တော့မှတ်ပါလေ။ဘောလဲဆိုရင်တော့ဇေဗီယာရောဘိုးဘိုင်းဆိုလာရောနှစ်ယောက်စလုံးကအလင်းရနဲ့တုံးပြီးတစ်ခါတည်းအကြောင်းမလို့ပါ နောက်ဆုံးတစ်ယောက်ကတော့ဘိုဘိုဖိုင်းရဲ့ Thunderstorm ဖောင်ပါဒီဖောင်ကကျွန်တော်အနေနဲ့ဘိုဘိုဖိုင်းရဲ့အကြိုက်ဆုံးတဲ့အထောက်အကူဆုံးဖောင်လေးရဲ့တစ်ခုလို့ပြောလို့ရပါတယ်လက်ထဲမှာလည်း Down လောက်ကင်ထားပြီးတော့ Thunderstorm ဆိုတဲ့အတိုင်းတော်တော်လေးမြန်ပြီးတော်တော်ကိုကျမ်းပါတယ်သူနဲ့ Call of Duty ကိုစဉ်းစားမှုတဲ့အချိန်5စက္ကန့်ရပါမယ်ကိုလိုစလနဲ့ဟီရိုကမွားလေးရဲ့နဲ့မာတက်ဆိုရင်တော့မှန်ပါလေ။ဘောလဲဆိုရင်မာတက်ကလည်းဓာတ်နှချောင်းအသုံးပြတဲ့သူတယောက်ဖြစ်ပြီးရောသူ့ရဲ့စကေးဖတ်တွေမှာအနည်းငယ်မချွတ်ဖတ်တွေထည့်ပေးလိုက်မှဆိုရင်တော်တော်အောင်မိုက်တော့မှာပါ။ ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ပါပဲစောင်းရင်ကြည့်ပေးကြတဲ့အဖြစ်အစဉ်အောင်ကျေးဇူးအများကြီးအများကြီးတင်ပါတယ်အပတ်မကြီးလို့ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပေးပြီးရော channel လေးကို subscribe လုပ်ပေးကြအောင်တောက်ဆိုလိုက်ရပါတယ်ဗျာဒါနဲ့ hotel နဲ့ phone နဲ့ post မှာဖုန်းများလို့ရခဲ့တယ် site မှာနဲ့ airdrop collect ကိုလည်းနောက်နေ့မှာတင်ပေးဖို့ရှိပါတယ်ဒီနေ့တော့တော့ပါပဲ bye